ဥဘာဇွန်မဲထောင်းကပြောသွားပြီဘာဇွန်မဲထောင်းခမောက်ပြောတယ်ဘာဇွန်မဲလုံးပေါ့ဗျာဇွန်မဲလုံးညက်ပြောသွားပြီနော်ဒီကြားဖြန့်ငွေလိမ်လည်းမှုကြီးဝလာတာကျွန်တော်တို့ဘာပူချုပ်တီချောင်းမဟုတ်ဘူးပြီးလို့ရှိရင်ဘာဆော့ချစ်တူတောင်လည်းမဟုတ်ဘူးထိုင်းနိုင်ငံချောင်းလို့ပြောသွားရနော်နော်သူပြောသွားရနော်တကယ်အဓိပ္ပာယ်ရှိရနော်ကြီးစရာလည်းကောင်းတယ်ကြီးစရာကောင်းတယ်မမှတ်သားစရာလည်းကောင်းတယ်ပြီးလို့ရှိရင်နော်ခမောက်တို့မပြောရနော်ပြီးလို့ရှိရင်ဟိုဒီကြားဖြန့်ငွေလိမ်လည်းမှုကိုဒီစစ်တက်ကနေပြီးကြိုးကင်ထားတာတို့ဘာဆော့ချစ်တူကနေပြီးကြိုးကင်ထားတာတို့ပြီးလို့ရှိရင်ဟို ဒီကြားဖြန့်ငွေလေးလဲမှုရဲ့ခေါင်းဆောင်ဟိုတရုတ်တီလုပ်ငန်းရှင်တွေကိုဘာဆွတ်ချစ်သူကနေပြောညာဘက်ညာတွင်းကြီးကားပေါ်တင်ပြီးရှောက်ပြောင်းပေးလိုက်တာတို့ကရင်ရွာတွေမှာရှောက်ပြီးတော့ပုံပြီးတော့ထားလိုက်တာတို့เนาะထိုင်းနိုင်ငံတို့ပွဲတော့ခေါင်းရှောက်မပြောနဲ့เนาะအဲ့ဒါရှောက်မပြောနဲ့ဘဖတ်တွေစိတ်ဆိုးသွားမယ်ဒီကတော့ပလာတာမရှိဘူးဆိုတော့ဒါကျွန်တော်ဇက်လိုက်ပဲဗျာ ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဟိုအကျန်းဖက်ဗဒက်ကောင်ပလာတာမရှိဘူးသိလားပလာတာဟိုမောရောင်သွားပြီးဒုက္ခသည်စကားမှာသွားပြီးရိခါသွားပို့တယ်ဆိုလားနေမီဆင်းတယ်ဆိုလားကျွန်တော်မသိပါဘူးအဲ့တော့ဒီနေ့အကျန်းဖက်ဗဒက်ကောင်မရှိဘူးဆိုတော့ကျွန်တော်ရဲ့ကျွန်တော်တို့ရဲ့ခင်မီဖုန်းတော့နိုင်ငံတော်တစ်တရက်ကိုတိဆောက်နေတယ်ကျွန်တော်တို့ရဲ့တတ်မတော်ကြီးဟာနော်ပြည်သူတွေတက်ဘာတွေလုပ်နေလဲနော်ကျွန်တော်တို့နိုင်ငံကောင်းစားရေးတော့ကိုဘာတွေလုပ်နေလဲပြီးလို့ရှိရင် ကျွန်တော်တို့ဘာခင်ကြီးဥဆောင်တော့เนาะဒီကြမ်းခန့်ရေးပါတီကနေပြီးတော့ပြည်သူတွေအတွက်ကိုဘာတွေလှုပ်ဆောင်ပေးနေလဲပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့တပ်မတော်သားတွေကနေပြီးတော့နိုင်ငံတော်ကိုဘလို့အရိုးတွေအသွေးတွေနဲ့ကာကွယ်ပေးနေတယ်ဆိုတော့အကြောင်းကိုကျွန်တော်ပြောပြမယ်เนาะဒီနေ့ကတော့ကျွန်တော်ကန့်ကွက်မဲ့လူမရှိဘူးအဲ့တော့ကျွန်တော်လွတ်လပ်ပြောမယ်ဒီနေ့ပလာတာမရှိဘူးမနက်ဖြန်ကလေးတကောရှိမှာမဟုတ်ဘူးပြန်ရောက်မှာမဟုတ်သေးဘူးเนาะဒီကောင်ကျွန်တော်ကတော့မှခေါ်တာကျွန်တော်ဒါအကြောင်းမျိုးမျိုးကြောင့်ကျွန်တော် live လို့မရလို့ကျွန်တော်ကြံခဲ့တာ နော်လိုက်လို့ရဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လိုက်သွားပြီးတော့ဒီကောင်လေးလုံနေတာဟာဘယ်လိုလေးလမ်းလွဲနေဆိုကျွန်တော်ပြောဦးမှာအခုတော့ကျွန်တော်လည်းသူ့ပြောလို့မရသလိုကျွန်တော်ပြောမဲ့ဟာလည်းသူကန့်ကွက်လို့မရတော့ဘူးပေါ့ဗျာနော်အဲ့တော့ကျွန်တော်လည်းပြောကျွန်တော်ပြောချင်တဲ့ဟာကြီးကျွန်တော်ဟိုကျွန်တော်ရဲ့ပြည်သူတွေဘောကျွန်တော်လွတ်လပ်ပြောပြခွင့်ရတာပေါ့ဗျာနော်အဲ့တော့ကျွန်တော်ပြောပြမယ်ညကျတော့တည်င်းလေးတွေဖတ်ပြမယ်ပထမဆုံးဖတ်ပြခြင်းနဲ့ကျွန်တော်တည်င်းလေးကတော့နော် အမေရိကန်ကြီးတဲ့ online ကြားဖြန့်လိမ်လည်မှုနဲ့ online လောင်းကစားမှုတိုက်ဖြတ်ရေးတွေနဲ့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 လှိုးဝှက်တော့ရေးဝချက်တစ်ခုရှိဟုနော်ကျွန်တော်တက်မတော်ရဲ့တော်ခွင့်ဆိုခွင့်ရှိသူဘာဘူဂျုံမူကြီးဇော်မင်းထွန်းကနေပြီးပြောကြားသွားတယ်တဲ့ဘာဇော်မင်းထွန်းဆိုအနေနဲ့ရဲ့မဟုတ်တော့ကျွန်တော်တို့ခင်မီဖုန်းရောနိုင်ငံတော်တိတိယောက်ကိုတိဆောက်နေတဲ့ ပြည်သူချစ်တဲ့တက်မတော်ကြီးရဲ့ပြောခွင့်ဆိုခွင့်ရှိသူပုံကိုကြီးပေါ့နော်အဲ့ဒီပုံကိုကြီးကနေပြီးတော့ပေါ့နော်ဟိုဟိုသူသူဆိုလို့ရှိရင်ဒါသတင်းမှန်ပြညာကြီးပေါ့ဗျာသူမဟုတ်မမဟုတ်မသတင်းတော့သူမပြောဘူးဗျာနော်တကယ်လေးစားစရာကောင်းတဲ့ပုံကိုကြီးဗျာနော်အာနော်သူကနေပြောတော့သူကတခုရှိသေးတယ်တွားဖြန်ကြားဖြန်ငွေလိမ်လည်မှုကြီးထွားလာမှုကတဲ့ထိုင်းနိုင်ငံကြောင့်ဟုတ်သူကထိုင်းနိုင်ငံအပြစ်ပြောသွားသေးတာတော့မြန်မာနိုင်ငံကြောင့်မဟုတ်ဘူးနော်မြန်မာနိုင်ငံမှာရှိနေစစ်ကောင်းကြောင့်တွေခမောက်လွှဲမဲ့ချားနေမြန်မာနိုင်ငံမှာရှိနေတဲ့ကျွန်တော်တို့ဘာပုံချုပ်တွေကိုခမောက်အပြစ်မတင်နဲ့နော် อู้บ้าซอมเมนท้องอ่ะပြောว่าพี่บ้าซอมเมนท้องเค้าไม่เอาบ้าซอมเมนลงหมดเปียซอมเมนลงเนี่ยပြောว่าพี่เนาะดีจ้าเพี้ยงงวยเล็งๆหมู่จี้หวัดล่ะเราบ้าปู่จุ๊ดดีจ้าหมดกูพี่รู้สิบ้าซ้อฉิดตูจังเลยหมดกูท้ายနိုင်ငံจังเราပြောว่าเนาะเนาะดูပြောว่าเนาะตะแกอธิบดีชื่อเนาะยีเสียแล้วก็เอาเนี่ยยีเสียก็เราหมัดตาเสียแล้วก็เอาเนี่ยพี่รู้สิเนาะเค้าไม่รู้ไม่ပြောเลยเนาะพี่รู้สิโหဒီကြားဖြန့်ငွေလင်းလည်းမှုကိုဒီစစ်တက်ကနေပြီးကြိုးကင်ထားတာတို့ဘာဆော့ချစ်သူကနေပြီးကြိုးကင်ထားတာတို့ပြီးလို့ရှိရင်ဟို ဒီကြားဖြန့်ငွေလင်းလင်းမှုရဲ့ခေါင်းဆောင်ဟိုတရုတ်တီလုပ်ငန်းရှင်တွေကိုဘာဆော့ချစ်သူကနေပြီးတော့ညာဘက်ညာတွင်းကြီးကားပေါ်တင်ပြီးတော့ရှောက်ပြောင်းပေးလိုက်တာတို့ကရင်ရွာတွေမှာရှောက်ပြီးတော့ပုံပြီးတော့ထားလိုက်တာတို့เนาะထိုင်းနိုင်ငံတို့ပို့တော့ခေါင်းရှောက်မပြောနဲ့เนาะအဲ့ဒါရှောက်မပြောနဲ့ဘဘတွေစိတ်ဆိုးသွားမယ်ဒီကတော့ပလာတာမရှိဘူးဆိုတော့ဒါကျွန်တော်ဇက်လိုက်ပဲဗျာကျွန်တော်ဇက်လိုက်ပဲကျွန်တော်ပြောခွင့်ဆိုရင်ရှိရယ်ကျွန်တော်ပြောမယ်เนาะဟုတ်ပြီအဲ့တော့ကျွန်တော်နောက်ထပ်တပုတ်ကိုသွားလိုက်မယ်เนาะ နောက်ထပ်တစ်ပုဒ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘလောက်ထိအောင်ကျွန်တော်ရဲ့ခင်မီပူရင်တွေ့တဲ့နိုင်ငံတော်တည်တည့်ကိုတိဆောက်နေတဲ့ကျွန်တော်တို့ရဲ့တတ်မတော်ကြီးอ่ะเนาะဘလောက်ထိအောင်ဆွန်းဆွန်းတမန်တဲ့ဒီအကြမ်းဖက်တွေကိုနှိမ်နှင်းနေဆိုတော့ကျွန်တော်ပြောပြတယ်အဲကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့เนาะတတ်မတော်ကြီးอ่ะဆိုလို့ရှိရင်တဲ့ကချင်ပြည်နယ်တို့တဲ့ထိုးဖောက်ထိုးဖောက်ဝင်ရောက်ရဲ့နဲ့စစ်ကြောင်းထိုးလာမှုเนาะကချင်တော်လှန်ရေးတပ်နေတဲ့ကချင်တော်လှန်ရေးတပ်နေတဲ့မဟာမိတ်တော်လှန်ရေးတပ်ကပူးပေါင်းကားတဲ့ခုခံ ိုက်ခိုက်ခဲ့ရတဲ့တိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးတော့စစ်တပ်ဘက်မှနေပြီးတော့ကျွန်တော်တပ်မတော်ဘက်ကနေပြီးတော့နော်ဘုံမှုဘိုကြီးအပါအဝင် တရားဝန်ကျင်သေဆုံးချောင်းနဲ့ပြောကြားသည်တဲ့ပြီးလို့ရှိရင်နဲ့လက်နက်ခံရပေါင်းမျိုးစုံနော်တင်ဆက်ရမိတဲ့ဟောအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘက်ကလက်နက်တွေပေါဟောက်ယူပါလက်နက်တွေပေါဟောက်ယူပါ ဟောလက်နက်တွေပေါသွားတော့နားတယ်ကွာဒီလက်နက်တွေကကျွန်တော်တို့ကခိုးပြီးဝယ်ထားတာဗျာမဟုတ်ခိုးထားတဲ့ပတ်စံတွေနဲ့ဝယ်ထားတာမဟုတ်ဗျာနော်ဒါနိုင်ငံတော်ရဲ့ဘဏ္ဍာရင်နဲ့ဝယ်ထားတာလက်နက်တွေရတယ်ကွာပေါသွားတယ်နေတာမဟုတ်ဗျာနော်ကျွန်တော်ဘူဂျုံမှုကြီးဘာအုံးမရအောင်လဲခမရအောင်လဲနေပါလောက်ကြအောင်ဗျာနော်နော်ကျော်ဒီတက်မတော်သားတွေသိရအကြောင်းမဟုတ်ဘူးပြဒီလက်နက်တွေဆိုတော့ကျွန်တော်ပတ်စံပြီးဝယ်ထားတာဗျခင်ဗျားကနည်းနည်းပါလောက်ကြအောင်ပါဝါးလက်နက်တွေကြည့်ပါအောင်ဗျာ နေတော့မို့မြင်မြင်လို့ရှိလို့မကောင်းနှောင်းနှောစီရကောင်းတယ်ဗျာနော်မကြည်ခက်တရော အကြည်စံတရောအတူတရောအရှိတရောဗျာမြင်လို့ရှိလို့မကောင်းကျွန်တော်ဘက်ကနေပေးဆက်လိုက်ကြတာနော်ဒီတက်မတော်သားဘုံမှုနဲ့ဘူကြီးအပါအဝတက်မတော်သားတရားကြောတော့ဗျာကျွန်တော်ဒီဘခင်ကြီးပြောနေငန်းမို့အယိုးတွေအသွေးတွေနဲ့သူကနိုင်ငံတော်အတွက်ပေးဆက်လိုက်တာဗျာနော်အဲ့ဒါတော့ကျွန်တော်ဒီပြည်သူတွေကလည်းဂုံယူနေပါပါနော်ကျွန်တော်အခုလိုကျွန်တော်တက်မတော်သားတွေအသက်တွေတွေးတွေချွေးတွေပြေးဆက်လိုက်ကြတဲ့အတွက်ကို ပြည်သူတရလုံးကလည်းဒါဂုံယူနေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာနော်အဲနောက်ထပ်တစ်ခုပေါ့နော်နောက်ထပ်ခုကိုကျွန်တော်ဆက်ပြီးတော့ဖတ်ပြမယ်ဆိုလို့ရှိရင်အမေရိကန်အပအဝင်နိုင်ငံတကာကစောင်ရွက်နေတော့တကြားဖြန်နှိမ်နင်းရေးလုပ်ငန်းကိုတဲ့ပူးပေါင်းစောင်ရွက်ရင်အသင့်ရှိနေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအန်နူဂျီဝန်ကြီးချုပ်ပြောခွင့်ဆိုခွင့်ရှိသူဦးနေဖုံးလက်ကနေပြီးတော့ထုတ်ပြန်ပြောဆိုအဲ့ဒါကတကယ်ကြီးစက်ကောင်းပါပြီနော်ဒီအလုံးကြီးရဲ့ဘယ်ဘလိုပါလာပြန်ပြီ။သူ့ကြည့်တော့ဘယ်ဟိုနေလို့နေမှမသိဘဲနဲ့ဗျာ။အခုဒါကြားဖြန့် နေနေပါတဲ့ तू ကနေပြီးတော့နိုင်ငံအမေရိကန်နဲ့နိုင်ငံတကာနဲ့အတူတဲ့ तू ကဟွန်း तू ကပါဝင်တယ်ပေါ့တော့ပူပေါင်းပါဝင်တယ်ဆိုတာအဲ့ဟာတော့တကယ်ရည်ရွယ်ကောင်းတယ်ဗျာနော်တကယ်ရည်ရွယ်ကောင်းတယ်အော်အကြမ်းဖက်ကြီးအကြမ်းဖက်ကြီးအော်မင်းတို့လည်းမင်းတို့ပြောခွင့်ဆိုခွင့်ရှိတယ်မင်းတို့လည်းပြောကြမှာပေါ့လေနော်အဲ့နောက်တစ်ခုဆက်ပဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မကွေးတိုင်းနဲ့ဆလင်းမြို့နယ်တွင်နဲ့မတကွေးတိုင်းဆလင်းမြို့နယ်တွင်ကျွန်တော်တို့ဒီတက်မတော်ကနေပြီးရောတဲ့ လူငယ်များကိုတဲ့ပေါ်တာဆွဲဖမ်းဆီးပြီးတော့တဦးလျင်ငွေကျပ်340ဖြင့်ရွေးခိုင်းကားတဲ့ငွေကြေးမပေးနိုင်သူတွေကိုတဲ့စစ်တနန်းချောင်းကိုပို့ဆောင်လာကြောင်းတဲ့သိရသည်တဲ့အဲ့ဒါကျတော့ဒါပြောမယ်ဆိုလို့ရှိရင်ဘာလို့လဲဆိုတော့တစ်ချက်ကနှစ်ချက်ပြက်ပေါ်ဗျာနော်တစ်ချက်ကနှစ်ချက်ပြက်လုံးလိုက်တာမဟုတ်ဆိုငွေကြေးပေးနိုင်တဲ့လူဆိုလို့ရှိရင်တရားကို340ဆိုလို့ရှိရင်ကျွန်တော်တို့ဒါနိုင်ငံတော်အတွက်နိုင်ငံတော်အတွက်ဒီဘဏ္ဍာငွေပေါ့နော်တရောင်းတရားနေပြီးတော့ ပါဝင်သွားတယ်ဗျာမပေးနိုင်တဲ့လူတွေကြတော့ကျွန်တော်တို့ဒီစစ်တင်အင်အားဖြည့်တယ်ဗျာအဲ့ကျွန်တော်ကျွန်တော်တို့ဒီအရန်ခေါင်းခေါင်းနဲ့လို့ပြောရမှာနော်ခေါင်းခေါင်းနဲ့ကျွန်တော်ဒီပတ်စံမပေးနိုင်တဲ့လူတွေကိုကျွန်တော်တို့ဒီတက်မတော်မှလိုအပ်နေတဲ့စစ်အင်အားဖြည့်တင်းတယ်ပတ်စံပေးနိုင်တဲ့လူတွေရဲ့ပတ်စံတော့တရားဝသိန်း140ကိုကြတော့ကျွန်တော်တို့နိုင်ငံမှာလိုအပ်နေတဲ့နော်ဘန္နာကြီးမှာကျွန်တော်တို့အသုံးဆွဲတော့ဗျာပြောလို့မဆိုကျွန်တော်ဒီဘာဘူချုပ်တွေရဲ့ဘူကတော်တွေရဲ့ဟိုဟိုသုံးစီးဆွဲစီးပေါ့ဗျာတို့တွေနှိစင် ကျွန်တော်ဝယ်ချမ်းစားတောက်နေတဲ့ကုန်စားစည်းတွေကိုကျွန်တော်အသုံးပြုလိုက်တယ်ပေါ့ဗျာနော်အဲ့ဒါကတော့ဒါပြည်သူရဲ့နားလည်ပေးမှပါခင်ဗျာနော်နားလည်ပေးမှပါဟုတ်ကဲ့ကျွန်တော်နောက်ထပ်တစ်ခုကျွန်တော်ထပ်ပြီးတော့ဖတ်ပြပါဦးမယ်ကရင်ပြည်နယ်တဲ့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြားဝတီမြားဝတီမြို့နယ်တဲ့ရွှေကုတ်ကိုကျိုးတင်မာတဲ့ထွက်ပြေးလာသောနိုင်ငံခြားသား36ဦးကိုယင်းနှစ်နဲ့နဲ့ပိုင်းရဲ့ထိုင်းအနာပိုင်းများကနေပြီးတော့ဖမ်းဆီးလိုက်ကြောင်းနယ်စပ်သတင်းရင်းမြစ်ကနေပြသိရတာဟာ အတော်ဒီထိုင်ကောင်နဲ့များပါဘူးကွာအင်းနာချင်းနိုင်ငံလေးကွာအင်းနာချင်းနိုင်ငံကိုကွာသူတို့နိုင်ငံကိုအားကိုးပြီးထွက်လာတဲ့နော်ဒီနိုင်ငံသားတွေကိုတောင်းရပြီးဖမ်းဆီးလိုက်တယ်ဆိုတော့ကွာဒါအင်းနာချင်းအင်းနာချင်းကောင်မပြီးသာဘူးပေါ့ကွာဒါအမှန်မှန်ဆိုလို့ရှိရင်ဒါအဲ့ဘဘတွေစိတ်ဆိုးတတ်တယ်နော်နော်ဘာတယောက်ကြီးတို့စိတ်ဆိုးတတ်တယ်အဲဒီအဲ့နိုင်ငံသားတွေထဲမှာဆိုလို့ရှိရင်ဖမ်းမိတဲ့နိုင်ငံသားတွေမှာဆိုလို့ရှိရင်ပါဝင်တာဘီယန်နန်လူမျိုးနော်ပြီးလို့ရှိရင်ကာချစ်စတန်လူမျိုးနီဘောလူမျိုး အာပြီးလို့ရှိရင်စွန်တန်လူမျိုးကညာပြီးလို့ရှိရင်အီဂျစ်ပါကစ္စတန်အိန္ဒိယဟောတကယ်တော့အဲ့ဒါတော့ဘာဘာတွေစိတ်ဆိုးတတ်တယ်ဘာလို့လဲဆိုတော့သူတို့နိုင်ငံကိုအာဂိုတကြီးနဲ့ဟောထွက်ပြေးလာတဲ့ဒီ36ဦးကိုသူတို့ကနေစီးရဖမ်းလိုက်တယ်ဆိုတော့ဘာဘာတွေစိတ်ဆိုးကွန်ဘလုံးမလဲအဲ့မလုကောက်အောင်နော်ထိုင်းနိုင်ငံကတော့အိန္ဒိယချင်းကောင်ပီတာရမယ်အပြီးလို့ရှိရင်ကျွန်တော်နောက်ခုကျွန်တော်ဆက်ပြီးဖတ်ပြပါမယ် မကွေးတိုင်းပေါင်းလို့နေကိုတဲ့စစ်ကြောင်းထိုးနေတော့တဲ့အကျန်းဖတ်စစ်တပ်ကလမ်းပြခေါ်ဆောင်လာသူဟာအဲ့ဒါအကျန်းဖတ်လို့သုံးတာနည်းများတယ်ကွာအဘယ်တရင်ဌာနကလည်းမသူကြီးတာနော်ငါတို့ဒီစစ်တပ်ကိုဘာလို့အကျန်းဖတ်လို့သုံးတာလဲငါတို့အကျန်းဖတ်တာမဟုတ်ဘူးနော်ငါတို့အကျန်းဖတ်တာမဟုတ်ဘူး ဟောမကွေးတိုင်းနဲ့ပေါင်းလို့နယ်တွင်နဲ့စစ်ကြောင်းထိုးနေတော့အကြမ်းဖက်စစ်တပ်ကလမ်းပြခေါ်ဆောင်လာသူအပါအဝင်နဲ့ပြည်သူ၈ဦးကိုဖမ်းဆီးတပ်ဖြတ်ပြီးတော့20ကျော်ကိုတဲ့ဖမ်းဆီးကကြေးရွာများကိုတဲ့စစ်ကြောင်း၄ကြောင်းဖြင့်ဖြန့်ငါတဲ့စီးနှင်းပြီးတော့မီးရှို့နေကြောင်းနဲ့ဟာအဲ့တော့မင်းတို့ကလည်းနည်းနည်းဆိုများများရေးရကွာနော်ဒီအင်ကိုမီးရှို့တယ်ဆိုတာလဲကွာငါတို့ဒီသတင်းကျွတ်တော်တောင်တိုင်းတော့မငါတို့တက်မတော်သားလေးတွေမအားဘူးလေကွာမအားတဲ့အခါကျတော့ငါတို့ဒီဟိုဒီမီးထုံးမမမီးမကစားအောင် မိမကစားရတဲ့ခါကျတော့ဒီနေအိမ်တွေကိုငါတို့ဒီမီးရှို့တိုင်းကစားရင်လည်းကစားမှာပေါ့ကွာနော်အော်ပြည်သူတွေကိုတဲ့လမ်းပြခေါ်ဆောင်လာပြီးတော့ပြည်သူရှစ်ဦးကိုဖမ်းဆီးတပ်ဖြတ်တယ်ဆိုတာအဲ့ရှစ်ဦးကလည်းကွာငါတို့ဒီတက်မတော်ကိုဂလန်ကဆန်လုံးလို့နေမှာပေါ့နော်ငါတို့ဒီတက်မတော်သားတွေကိုဟိုကွာကန်တန်ကောစပြီးတော့ပြောလို့နေမှာပေါ့ငါတို့နှမဆိုရင်တော့ငါတို့ဒီတက်မတော်ဒါဒီ သူသူတော်ကောင်းလေးကြီးကအဲ့လိုမလုံတော့ပါဘူးကွာเนาะမင်းတို့ကလည်းအဲ့လိုတော့မရင်းနဲ့เนาะနောက်တည်းရင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာဘာကြီးဘာဘာကြီးမင်းအွန်လိုင်းဘာဘာကြီးမင်းအွန်လိုင်းကျွန်တော်တို့ဒီအခုတော့ပေါက်ရရတွေရှောက်ရေးနေတဲ့ဒီသတင်းမီဒီယာတွေကိုတစ်ချက်ပြောပြပါเนาะအဲ့လိုရှောက်ပြီးတော့ပေါက်ရရတွေမရေးပါနဲ့လို့เนาะအဲ့တော့တစ်ချက်ပြောပြเนาะမကွေးတိုင်းမြန်မြို့နယ်တဲ့မကွေးတိုင်းမြန်မြို့နယ်စစ်မှုနှစ်မှထွက်လာပြီးရောတဲ့ပြည်သူပိုင်ပစ္စည်းများကိုတဲ့ခိုး ခိုးယူလာတော့เนาะအဲ့ဒါတခိုးတွေဒီဒီဒီလိုတခိုးတွေရောနှိမ်နေရမယ်เนาะเนาะကျွန်တော်ဒီတဲ့ကိုဖတ်လိုက်ရနော်အဲမကွေးတိုင်းနဲ့မြန်မျိုးနယ်တဲ့စစ်မှုစစ်မှုနှစ်မှနေပြီးတော့ထွက်လာတော့ပြည်သူပိုင်ပစ္စည်းများကိုခိုးယူလာတော့ဆိုတာပြည်သူပိုင်ပစ္စည်းတွေကိုခိုးတဲ့တခိုးတော့အပြစ်ကြီးရယ်เนาะမင်းတို့လာမိလို့ရှင်မလွယ်ဘူးကျွန်တော်ဆက်ဖတ်လိုက်အောင်ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူခိုးယူလာတော့တဲ့စစ်သားနှစ်ဦးကိုဟာငါတို့တတ်မတော်သားတွေရဲ့ပြည်သူပိုင်ပစ္စည်းတွေကိုခိုးတယ် ဒါတော့မဖြစ်နိုင်ပါဘူးကွာနော်စစ်သားနှစ်ဦးကိုတပြက်ခတ်ရှင်းလင်းကြရတယ်တဦးကသေဆုံးပြီတဦးကလက်နက်ခံရနေနဲ့အတူအရှင်ဖမ်းမိခဲ့ကြအောင်နဲ့ဟောငါတို့တက်မလို့သားကွာငါတို့ဘာမှကြီးမရောက်နိုင်တဲ့ကျမတက်မလို့သားတခိုးဖြစ်ကြတယ်လို့ကွာဘာဘာကြီးတော့ခဏတော့ခဏတော့တက်မလို့သားလေးနဲ့လုံနော်အများတကာကြီးမပြောခင်ကိုဖောက်ကိုတက်မလို့သားလေးတွေကိုကိုဆုံးမတာကောင်းတယ်ဗျာနော်အများတကာမပြောခင်ဒါတော့ဟိုပလာတာမရှိလို့ပလာတာရှင်းတာအပြောခံရမှာခဏ တုတ်လှိမ့်ပိန်ထားတာနေတိုင်းနော်ခင်ဗျားတို့ဒီလုတ်ပုံကိုင်ပုံเนี่ยတိတ်မဟုတ်ဘူးဗျအချိုးမပြေဘူးခင်ဗျားတို့အချိုးမပြေတဲ့ခါကျတော့ဟိုးအကြမ်းဖက်ပလာတာခင်ဗျားတို့နေမန်းခေါင်းကလှိမ့်ပေါ်တာကျုံမယ်မတရားကျုံခံရတာဒါ तू မရှိလို့ဒါကျုံနည်းနည်းခံနာနေရနောက်ထပ်ကျွန်တော်ဒီတဲ့တစ်ပုတ်ကိုနော်ဆက်ပြီးတော့ကျွန်တော်ဖတ်ချင်ပါတယ်ကရင်ပြည်နယ်တဲ့ကြာကရင်ပြည်နယ်တဲ့ကြာအင်းစိတ်ကြီးမျိုးနယ်တဲ့ဖရဲသုံးစုမျိုးမဈေးကြီးတွင်တဲ့ ပြည်သူကအကြမ်းဖက်စစ်တပ်၏တရားမဝင်ရွေးကောက်ပွဲကိုတဲ့စန့်ကျင်ရေးလှုပ်ရှားမှုတပိတ်ပြုလုပ်ခဲ့ကြောင်းသိရတယ်ဟာအဲ့တော့ဒီပြည်သူတွေကများသွားပြီဟိုကမင်းတို့အောင်ရအကြမ်းဖက်အားပေးဖြစ်သွားပြီဟမ်တတ်မလို့ဟာနေပြီးတော့မင်းတို့ဒီမင်းတို့တွေလိုလားတဲ့ Federal Democracy ဖြစ်ဖို့အတွက်ကိုရွေးကောက်ပွဲကိုပြုလုပ်ပေးရတယ်ကွာဒါပေမဲ့ပြည်သူတွေအတွက်ထောက်ပေါက်တခုအဲ့တော့မင်းတို့ကစန့်ကျင်တယ်ဆိုတော့မင်းတို့ကဘာဖြစ်ချင်တာလဲငါပြောတာနော်နော် လွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီကြမ်းခိုင်ရေးကိုမဲပေးရမယ်ဒီရွေးကောက်ပွဲအဲ့ဒီရွေးကောက်ပွဲကိုကတရားမျှမျှတတနဲ့နော်တရားမျှမျှတတနဲ့တကူကောင်းဆန်စွာကျင်းပတဲ့ဒီပွဲကိုမင်းတို့ကောင်တွေကမလိုလားဘူးဆိုတော့မင်းတို့တွေကဘာဖြစ်ချင်တာလဲငါပြောတာနော်မင်းတို့တွေကဘာလဲဒီစစ်အာဏာရှင်ပြီးလို့ရှိရင်အလိုမရှိဘူးလဲပြောသေးတယ်ရွေးကောက်ပွဲလုပ်တာလည်းမင်းတို့လက်မခံဘူးဆိုတော့နော် ရွေးကောက်ပွဲဆိုလို့ရှိရင်လေရွေးကောက်ပွဲမှာအနိုင်ရမယ့်ပါတီကတရားခံရေးပါတီမှာဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဘာဘူချုပ်တီနော်ဘာဘူချုပ်တီရဲ့စေစနာကိုမင်းတို့နားလေဘာဘူချုပ်တီကသူတို့နေရာနဲ့မဟုတ်ဘဲနဲ့ဒီဟောနော်သူတို့ကတခြားလူလည်းစိတ်မချဘူးကွာစိတ်မချတဲ့အခါကျတော့ဒီတရားခံရေးမှာသူတို့လည်းဝင်ပြီးတော့နေရာယူတယ်နေရာယူပြီးတော့တရားခံရေးနော်ရွေးကောက်ခံအမတ်တွေဖြစ်နေဝင်ပြီးတော့နေရာယူပြီးလို့ရှိရင်နိုင်ငံတော်ကိုခင့်မိဖုံးတော့နိုင်ငံတော်တစ်တည့်ရဖြစ်အောင်သူတို့တီဆောက်မှာနော်အဲ့တော့ခဏလို့နည်းနည်းလေးနားလေပို့လူတယ်နော် ဟိုခမတို့ညအဲ့လိုမလုံးနဲ့ဒါကအားပေးအားမြောက်နော်ဟိုဗထက်ပလာတာမရှိလို့ရှိလို့ရှိရင်ဒါခမအားအားပေးအားမြောက်လုပ်တာနော်ဒီကောင်တုပ်ကိုလှောင်မားဒီကောင်ကနောက်တစ်ခုကကျတော့မြန်မာနိုင်ငံတွင်နဲ့တရားမဝင်ကုန်သည်ရင်းနေနဲ့ကြားဖြန်ငွေလိန်လုပ်ငန်းများကိုတဲ့ငိမ့်ချမ်းရေးယူထားသောတိုင်းရင်းသားလက်နက်ကင်များနဲ့နယ်ခြားဆောင်တပ်များကြောင့်ဟုနော်ဗိုလ်ချုပ်မှုကြီးဘာဦးမင်းအောင်လိုင်နဲ့ပြောခွင့်စိုးခွင့်ရှိသူတဲ့ဘာဇော်မင်းထွန်းတို့ကတလီသန်နဲ့ အပြစ်ပို့တယ်ဟာဘာတော့ဖြစ်နိုင်တယ်လေဒါပညာရှိလိုတလီဆန်ရဲ့ထောက်ကမှာပဲเนาะအဲတက်မတော်ကြောင့်မဟုတ်ဘူးเนาะတိုင်းရင်သားလက်နက်ကင်နေနဲ့ပဋိပက္ခကိုဖန်နေတဲ့တိုင်းရင်သားလက်နက်ကင်နေနဲ့ဒီ네ကြားဆောင်တက်တွေကြောင့်ဒီကြားဖြန့်ငွေလိန်လဲမှုဆိုတာဖြစ်ပွားလာတာเนาะအဲ့ဒါခင်ဗျားတို့သိထားဖို့လိုတယ်ပြီးရင်ကျွန်တော်တက်မတော်ကိုလည်းအပြစ်မတင်နဲ့ပြီးရင်ဘူဂျုံမူကြီးဘာဆော့ချစ်သူလည်းခင်ဗျားတို့အပြစ်မတင်နဲ့เนาะအခါတော့ဒေါ်ဟောက်ပါသိဖို့သိဖို့ပြောတာသိဖို့ပြောတာဒါဟိုအကြမ်းဖက်ဟိုဗရက်ပလာတာမရှိတော့เนาะ ရှိလို့ရှင်ဒါဒီကောင်နဲ့ကဒါအခြေချဒါညင်းအောင်ပါညင်းအောင်ကင်းကြည့်နောက်တစ်ခုကကျတော့စစ်တက်ကနေပြီးရောတဲ့အင်အားအလုံးအင်းပြင်းတဲ့စစ်ကြောင်းထိုးလာ၍ စောက်ခွာလိုက်ရတော့အဲ့ဒါတင်းကောင်ကျောတပ်ပတော်ကနေပြီးအင်အားအလုံးအရင်ဖြစ်စစ်ကြောင်းထိုးလာလို့စောက်ခွာသွားခဲ့ရတော့တယ်ခတ်တက်ကြီးစောက်ခွာပါပြီဆက်ဖက်လိုက်အောင်နော်စစ်တက်ကနေပြီးရောအင်အားအလုံးအရင်ဖြစ်နေစစ်ကြောင်းထိုးလာပြီးစောက်ခွာသွားလိုက်ရတော့တယ်တီးတိမ်မြို့နယ်ကနေဒီတောင်ထိတ်ကိုတဲ့ချင်းတော်လိုင်းကြီးတက်ဖက်ကနေပြန်လဲသိမ့်ပိုက်ထိန်းချုပ်လိုက်ရပြီတဲ့ချင်းတော်လိုင်းတက်ကတိတ်ထွားပြီ ဘာမှတို့ခမတော့ဘယ်လိုလဲပြခမတော့ဖိန်လောင်မပူလိုက်ပါလားဗျာခမတော့နော်တက်မတော်ကနေပြီးတော့တက်မတော်ကနေအရင်ကအလုံးကြီးမြေထိုးစစ်ဆင်လာလို့ဆုတ်ခွာသွားလိုက်ကတော့တီးတိမ်မျိုးနဲ့တဲ့ကနေတီးတောင်ထိတ်ကိုတဲ့ ချင်းတော်လန်ရေးတပ်ဖွဲ့များကနေပြန်လဲတိမ့်ပိုက်လိုက်ရပြီခေါနောင်လိုက်တာခေါဘာဘာအဲ့နေနေမှာလုံးဝမှန်ကနေမေတကူကိုပြန်လဲဆိုးဖို့တယ်ဆိုလို့ရှိရင်ခမောက်ဖင်ပူအောင်တော့နေလီဗျာဟောချက်ချင်းအခုပဲဆုတ်သွားတယ်အခုပဲပြန်သိမ်းတယ်ဆိုတော့ခမောက်တော့ဘလို့လဲအဲ့ခမောက်ဟိုအကျမ်းဖတ်ပလာတာမရှိတော့နော်အကျမ်းဖတ်ပလာရှင်ကျော့အလောင်ခါမှာခမောက်ကောင်းရည်အနေလောက်တာနဲ့များတယ်ဗျာနော်အဲ့တော့နောက်တစ်ခုကိုကျွန်တော်ဆက်ဖတ်လိုက်အောင်မယ် လှကူးတွေနဲ့စစ်တပ်ဤတဲ့ရွေးကောက်ပွဲကိုတဲ့ကူညီနေသောဇယက်ကွင်းရက်ကွက်အုတ်ချုပ်ရမှုရုံးကိုတဲ့ဖောက်ခွဲမှုပြူစောတိနဲ့ဥဒဏ်ရအပြင်းထန်ရာရှိဟာဟာဟောအာများဝါပြီဗျာနော်ခမတို့ဟိုခင်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ရက်ကိုတိစောက်ဖို့အတွက်ကိုလွတ်လပ်တရားမျှတသောပါတီစုံဒီမိုကရေစီတည်ရက်ကိုပေါ်ဆောင်မယ်ဆိုလို့ရှိရင်တော့ခမတို့ဒီမှာလုံခြုံရေးတော့ပြည့်ကွာပေးဖို့လိုတယ်အခုကခမတို့ကနော်မဲပွဲတော်မှမစားသေးဘူးဗျာမဲပွဲဖြစ်ဖို့ မဲရွေးကောက်ခံမဲပွဲဖြစ်ဖို့အတွက်ကိုလှုပ်ဆောင်နေတဲ့အချိန်မှရှိသေးတယ်။ခွန်နားမှာခမအဖောက်ခံဒီနားမှာအဖောက်ခံဘဲပြည်သူကမဲထည့်ရဲမှလဲလို့ခမကျွန်တော်ပြောဘဲပြည်သူကနေပြီးတော့အသက်တွေပြီးပြီးတော့မဲလာထည့်ရဲမှဟမ်ကျွန်တော်ပြောတာအခုဒီပြင်ဆင်နေတဲ့အချိန်မှတော့ခမတို့မထိန်ချုပ်နိုင်မှန်းနဲ့ဘဲပြည်သူကနေပြီးတော့ခမတို့စီကိုလာပြီးတော့မဲထည့်ရဲမှတော့အမတို့ခမတို့လိုသေးရင်တော့ခမတို့နော်မလုတ်တတ်ဘူးဆိုလဲဆင်းနော်ကျွန်တော် ဟိုကိုစော်ဘိုးကြီးရဲ့စကားကိုပြောရမယ်ဆိုလို့ရှိရင်ခမတို့တွေမလုတ်တက်ဘူးဆိုလို့စင်ဘာဘာဥမရောက်နိုင်လို့ခမတို့နော်ခမတို့မထိန်ချုံနိုင်ဆိုလို့ခမတို့စင်းသွားကြကျွန်တော်ပြောတာဟောအဲ့လိုပြောလို့ရှိရင်လည်းကျွန်တော်ဒါနဲ့အတ္တမအပြောခံအောင်မယ်နော်အကြမ်းဖက်အားပေးတို့ပါဦးကျွန်တော်အပြောခံအောင်မယ်နောက်တစ်ခုကျွန်တော်ဆက်ဖတ်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံးနေတော့ဒီတင်လေးကိုတော့ကျွန်တော်နောက်ဆုံးနေဖတ်ပြမယ်ပါနော်မန္တလေးတိုင်းစင်ကိုင်းမြို့နယ်တွင်အကျမ်းဖက်စစ်တပ်၏အတုအယောင်တရားမဝင်ရွေးကောက်ပွဲ ဖြင်းမြောက်ရေးအတော်တဲ့ပူပေါင်းပါဝင်နေသူပြူစောတိ9ဦးကိုအရှင်ဖမ်းမိကလက်ပစ်ဘုံများပါတိမ့်ဆဲရာမီခဲ့ချောင်းကြောက်ဆဲခိုင်ရင်အမှတ်နဲ့တက်ရင်ကနေပြပြောကြခမလို့ဘိုးကြောင့်မကြီးဘာဦးမရောက်လိုက်ခမလို့တော်တော်များလို့ရခမလို့နော်အခုဆိုရင်ဒီရွေးကောက်ဝဲမှာပါဝင်လှုပ်ဆောင်နေတဲ့ပြူစောတိ9ဦးဟာအရှင်အဖမ်းခံမိလိုက်ကြပြီတဲ့လက်ပစ်ဘုံတွေပါအသိခံလိုက်ကြတယ် ခမတို့ရနေပါစဉ်းစားလေဗျာခမတို့ခမတို့ဒီရွေးကောက်ပွဲလှုပ်ချင်တယ်ခမတို့ဖင်ကိုရားနေရတယ်ရွေးကောက်ပွဲလှုပ်ချင်တယ်ခမတို့ဖင်ကိုရားနေရတယ်အခုတော့လည်းဒီမှာရွေးကောက်ပွဲပါဝင်လှုပ်ဆောင်တဲ့လူတွေအဖမ်းခံလိုက်ခမတို့ဘလို့ရေကာဝယ်မှုတွေပေးမှာလဲဟမ်ခမတို့ဘလို့တာဝန်ယူမင်းမှာလဲအခုဆိုလို့ရှိရင်ခမတို့ဒီခမတို့ခမတို့ရွေးကောက်ပွဲမှာနော်ရွေးကောက်ပွဲဖြစ်နေဖို့အတွက်ပါဝင်ပြီးတော့လှုပ်ဆောင်ပေးနေတယ်နော်ကျွန်တော်ဒီပြည်သူတူဆော်တီပြည်သူဆီချာကျွန်တော်ပြည်သူတွေအခုအဖမ်းခံလိုက်ခမတို့ခမတို့ဗျာဒီပုံစံနဲ့ဗျာခမတို့ နော်ကိုလူတွေတောင်မှကိုကာဝယ်မပေးနိုင်ဘူးနဲ့ခင်ဗျားတို့ဗဇက်ကနေပြီးတော့ပြည်သူကိုတော့ကာဝယ်ပေးမယ်ဆိုတဲ့ကွာလေခင်ဗျားတို့ဘယ်တော့မှမပြောနိုင်ဘူး